အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါဖီးယားတွေများနေတဲ့ Manchester United အသင်းကအခုလောလောဆယ်မှာနီးပြအပြောင်းလဲလုပ်ဖို့သူတို့ဆန္ဒမရှိသေးတိုင်အောင်သူတို့တကယ်လို့နီးပြအပြောင်းလဲလုပ်မယ်ဆိုရင်သူတို့စဉ်းစားထားတာတွေရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ Man United ကအခု Ruben Amorim ကိုသူတို့ဘက်ကဒါအပြောင်းလဲတစ်ခုနေနဲ့စဉ်းစားတယ် ထုတ်မယ်မထုတ်ဘူးဆိုတာထက်ဒါသူတို့ကိုဆက်ပြီးတော့ခွေရေးပေးမယ်ပေါ့လေ long time project ဆိုပြီးတော့အမလို့ကိုသူပြောထားတယ်ဒါပေမဲ့ကျွန်တော်ဒါအခုတွေ့ထားတဲ့ report တစ်ပုဒ်မှာပါပါလဲဆိုတော့ Manchester United ကတကယ်လို့ဒါ Ruby Amro နဲ့လမ်းခွဲဖို့သူတို့ဆုံးဖြတ်ရင်သူတို့စဉ်းစားထားတာပေါ့လေဒါလမ်းခွဲဖို့ဆုံးဖြတ်တဲ့ယာတီကုံပဲဖြစ်ဖြစ်ယာတီဘဝပဲဖြစ်ဖြစ်ဒီအစောပိုင်းပဲဖြစ်ဖြစ်ဆုံးဖြတ်ခဲ့ရင်အဲ့နေရာမှာအခုလစ်လက်လျက်ရှိတဲ့ Manchester United ရဲ့ ကစားမဟောင်းယောက်ဖြစ်တဲ့ Oligana Socha နဲ့ Michael Carrick ကိုနီးပြရာထူးကခံဖို့စဉ်းစားတယ်။အဲ့ဒါက Ruben Amaro ထွက်သွားတဲ့အခါဆိုတော့သူတို့ကတကူလောစေမထုတ်ဘူးလို့ပြောထားတယ်။သူက long time project ရှိတဲ့ကြောင့် Sachin Redcliffe ကယုံကြည်တယ်။ဒါပေမဲ့ကျွန်တော်ပြောချင်တာအခုနောက်ပိုင်းပွဲစဉ်တွေမှာရလဒ်ဒီဇတိုက်ဆိုးလာပြီးနောက်ပိုင်းပွဲစဉ်တွေမှာရလဒ်ဒီတောက်လျှောက်ခက်ခဲလာပြီးဆိုရင် club က decision တခုခုချလိုက်မယ်။အဲ့ကြရင် Ruben Amaro နဲ့အတွက်ရည်ရွယ်ထားသူက Oligana Socha နဲ့နောက်တစ်ယောက်ကဘယ်လိုပြောမလဲ။ မိုက်ကီကာရက်နှစ်ယောက်စလုံးကအသင်းလက်မှတ်ဖြစ်နေတယ်ကျွန်တော်ထင်တော့ကာရက်ရောဆိုရှာရောနှစ်ယောက်စလုံးကိုသူတို့ဘယ်လိုပြောမလဲဆိုတော့နီးပြအဖွဲ့ဝင်နဲ့ဥမာလေသူတို့နှစ်ယောက်ကအရင်တော့လေတူတူပဲလေဆိုရှာနဲ့ကာရက်ကဆိုရှာကအဲတော့နီးပြလုပ်တယ်ကာရက်ကလက်နီးပြဖွင့်ဝင်နဲ့မှာပါတယ်အဲ့ကနေမှဆီအိုလီဂနာဆိုရှာကယာရုကထုတ်ခံရတော့ကာရက်ကဆိုရှာအထွက်မှာခဏဂိုင်လိုက်တယ်ခဏဂိုင်လိုက်တယ်အဲဂိုင်လိုက်တဲ့အချိန်ပေါ်လေဆိုတော့အခု မန်ယူနိုက်တက်ကအဲ့ဒါကိုတော့စဉ်းစားတယ်အဲ့ဒါကသူတို့ရဲ့ option တစ်ခုအနေနဲ့စဉ်းစားတာဗောလေစဉ်းစားတဲ့အတွက်ကြောင့်ဒါဘူပိအမရိုကိုလမ်းခွဲရင် so club ရဲ့ဘုတ်ဖွဲ့နဲ့ sergeant redcliffe ကအခုလောလောဆယ်မှာ okay key player အချို့ injury ဖြစ်နေတယ်နောက်တစ်ခုကသူအသိန်းကိုလောလောဆယ်နေထားရအရင်တော့ကလည်းထုတ်လိုက်ပြန်ထည့်လိုက်ထုတ်လိုက်ထုတ်လိုက်ထည့်လိုက်ခဏခဏလုပ်တဲ့အခြေအနေအားလုံးကနေဒါသူပြောမလဲသူတို့ဘက်ကအဲ့လမ်းစဉ်ကိုတိတ်မရွေးချင်တော့တဲ့အတွက်သူကနောက်ဆုံးချီတီအခွေထပ်ပေးမယ်ဆိုပြီးတော့ဒါ British media တွေမှာပေါ်ပြထားတယ် ါပေမဲ့လည်းကျွန်တော်ပြောလို့ပေါ့လေဒီ3ဘက်ချီကိုလုံးဝမပြောင်းပဲလုံးဝအစွဲပြီးတော့စတိုက်လုပ်နေမယ်ဆိုရင်တပွဲမှတစ်ပွဲမှာတော့သူ show မှာပဲတပွဲမှတစ်ပွဲမှာသူ show မှာတပွဲမှတစ်ပွဲမှာသူ struggle ဖြစ်မယ်ပွဲတိုင်းမှာဒီလိုရုန်းကန်နေရမယ့်အခြေအနေမှာကလပ်ဖက်ကနောက်ဆုံးသူ့ဘောကိုတီးခံစိတ် patience ကုံဆုံးသွားခဲ့ခြင်းပြောင်းလဲဖြစ်သွားနိုင်တယ်ဆိုတော့မန်တိုင်းပြန်ပြကျွန်တော် personal ရဆိုရင် Javi Hernandez ကိုကြိုက်တယ်ဗျနံပါတ်1 philosophy လဲကောင်းတယ်နံပါတ်2 La Masia Academy တွေဖြစ်တယ် ကစားမဘွားမှာလည်းကွင်းလေကစားမတယောက်နေနဲ့ကောင်းကောင်း thinking လုပ်နိုင်တဲ့အရေးသွေးရှိတဲ့ leader တယောက်ဖြစ်တဲ့အားလုံးပြည့်စုံတယ်ဗျာဂျာဗီကကျွန်တော်ပြောလို့ပေါ့လေဂျာဗီအလွန်ဆိုတို့ဂျာဗီတို့အဲ့ဘောလုံးလောက်ကမှာကစားမတယောက်နေနဲ့လူတစ်ထပ်ပို့ပြီး thinking လုပ်နိုင်တဲ့သူတွေဥမာသူဆိုရင်ဗျာလာလီကာကိုစရောက်တဲ့အချိန်ဘာဆိုနာဒုက္ခတွေတပုံကြီးကြားထဲမှာသူပထမရာသီမှာတဲ့ဂျာဒီဘွက်လေးပေါ့လေအဲ့မှာပြီးဒုတိယရာသီအတွေ့မှာလာလီကာချန်ပီယံဖြစ်တဲ့တတိယရာသီမှာများပြားလုံးတဲ့ခွတ်တဲ့ site တွေကြောက် သူယာရုကနှုတ်ထွက်သွားတာဆိုတော့အမတိုင်းပြောရင်ဘာဆိုနှစ်တွက်ကောင်းမှုဖြစ်လာတယ်ဆိုတာထက်ဂျာဘီဂျာဘီပေးခဲ့တဲ့ message နဲ့ဂျာဘီပေးခဲ့တဲ့လမ်းကြောင်းကြောင့်အခုယမားတို့ပက်ထရီတို့ပက်ထရီကတော့ထားပါတော့အီဘရိုနီကူမန်လက်ထက်တည်းရဒါပေမဲ့ပြောချင်တာပရိုမဲမြမှာသူ့လက်ထက်မှာလူငယ်တွေအခွင့်အရေးရတယ်ဆိုတော့အဲ့လိုနီးပြမျိုးကကောင်းတယ်ဥပမာဂျာဘီဆိုရင်တေးကြတယ်ကိုဘီမင်းနူးတို့ဘာတို့ကုံတုံးပါ ချီတိုအိုဘီတို့ဘာလို့ဘာလို့ဂျာဗီလက်ထက်မှာဘာဆိုတာဘယ်သူမှမရှိတာဆိုတော့အဲ့ဒါတွေချီတိုအိုဘီတို့ကိုဘီမင်းတို့ဟက်ဗန်တို့လို့ကစားမားတွေရှိမယ်ဝိုင်းရင်တွေအကုန်လုံးလစ်ပဲဆိုတော့ဒါပေမဲ့မန်ယူနိုက်တက်ကဂျာဗီကိုတွားဖို့ဆိုတာအမတန်တော့ခက်တယ်ဗျခက်တယ်ဆိုတော့အခုလောလောဆယ်ဘူဘင်အမရွန်ကိုယုံကြည်မှုပေးထားပေမဲ့ဘူဘင်အမရွန်သာတကယ်လို့ယာတို့ကထုတ်ပေးခံမဲ့ထုတ်ထုတ်လိုက်မယ်ဆိုရင်တော့သူတို့ကအိုလီဂနာဆိုရှာနဲ့ဒါမိုက်ကယ်ကာရစ်ကိုနှိပြအဖြစ် ခံအပူလေနှစ်ယောက်စလုံးနဲ့ပြန်ပြီးတော့နီးပြဖို့နဲ့ပြန်ပါနိုင်ရှိရှိတယ်ဘလို့မြင်ကြလဲမန်ယူနိုက်တက်ပြည်သက်တယ်ကိုမမဝင်အောင်မချက်ပြကြပါလို့ကြည့်တူပါတယ်